အားလုံးပဲမင်္ဂလာပါဒီမနေ့အမေရိကကအီရန်ကိုတိုက်ရိုက်ပစ်ချပြနေတဲ့အပိုင်းမှာအီရန်ဘက်ကလည်းအမေရိကကိုတုံ့ပြန်မယ်ဟုအစိုးရမှကြေညာထားတာရှိတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှနောက်ဆုံးသတင်းတွေကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျမိလို့ဆိုရင်တော့ subscribe လုပ်ပေးကြပါနော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေလေး sharing လုပ်ချင်ပါတယ်တရုတ်နဲ့ ရုရှားကဘာကြောင့်အီရန်ကိုမကူညီခဲ့တာလဲပေါ့။ကူညီဖို့ရောရှိလားပေါ့နော်။ဒါတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်မယ်။လက်ရှိအခြေအနေမှာတော့ဘာလို့ဖြစ်ပျက်ခဲ့လဲဆိုတာအရင်ဆုံးဆွေးနွေးကြည့်ပါအစ်။ဂျူလာ20နဲ့နှစ်ပေါ့နော်။မနေ့စစိုးပိုင်းတွေအမေရိက B2 တိုက်လေရင်က B2 ဘုံမှာကပေါ့။အီရန်ရဲ့နျူကလ িয়ার ဆက်ယုံအရေးပါနေတဲ့၃ခု Fordo, Natan, Ifahan ကို B2 မဟာဗျူဟာဘုံကျေးလေကြီးဖြစ်တိုက်ခိုက်ခဲ့တယ်ပေါ့အဲဒီမှာဘင်္ဂါဘတ်စတာပေါ့အဲဒီဘင်္ဂါလေးမှာရှိနေတဲ့ဆက်ယုံကြီးပေါ့ပေါင်ခုစေရာခုစေရာထောင်တောင်းတဲ့ပေါင်3000အလေးချိန်မြင့်နေတဲ့ဘုံကိုအုံပြုပြီးမှပဲအဲ့ဒီမေအောက်ရဲ့နျူကလ িয়ার ဆက်ယုံကြီးကိုပြင်မှတ်ထားခဲ့တယ်ထရမ့်ကတော့လုံးဝကိုအပြေးပိုင်ဖြစ်စီခဲ့လို့ကြေညာထားတယ်ပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှအခုအီရန်ကလည်းအမေရိကကို တရားဝင်ပြစ်မယ်ဆိုမှချိန်ညာလာခဲ့တယ်။ကျွန်တော်တို့ကလစားပြန်ချေမယ်ဆိုပြောပြောလာခဲ့တယ်။ I IRGC ခေါ်နေတဲ့အီရန်ရဲ့တော်လှန်ရေးစောင့်တက်တွေကိုအရှိအလေပိုင်းမှာရှိနေတဲ့အမေရိကရဲ့နိုင်ငံသားအမေရိကရဲ့စစ်သားအမေရိကရဲ့စစ်ပဆိုင်ရာပြီးတော့အမေရိကရဲ့အရက်ဖက်အရက်ဖက်အဆောက်အအုံတွေကြီးကိုဒီနေ့ဒီနေ့မှအစာရွေပေါ်တော့တရားဝင်ပြစ်မှတ်ပြီးတိုက်ခိုက်တော့မဆူမှာ အီရန်ကချိန်ရလာတယ်။အမေရိကအားလုံးကိုတိုက်ခိုက်မပြောလာတယ်။အခုဟူတီးကလည်းချိန်ရလာတယ်ပေါ့နော်။အမေရိကအခုကျွန်တော်တို့တိုက်ခိုက်မယ်ဆိုတော့ပြောလာကြတယ်။ဆိုတော့အခုကအီရန်တို့ဟူတီးတို့ဟက်စ်ဘူလာတို့ကလည်းအမေရိကကိုအရှိလေပိုင်းမှာပြန်နေကလဲစားချေပူလာလာရှိနေတယ်။အခုအီရန်ကလည်းချိန်ရတရဝင်းချိန်ရခဲ့ပြီဆိုတော့လေနော်။ဆိုတော့သူတို့ရဲ့ target ကအမေရိကန်နိုင်ငံတောက်ကိုလည်းပစ်မယ်နော်မစစ်သားကမဟုတ်ဘူးဘာမှမဟုတ်ဘူးအမေရိကန်နိုင်ငံတောက်ပစ်သူတို့ထုတ်ကိုလည်းပစ်တော့မယ် နော်အရင်သားတို့ကိုပြစ်တော့မယ်ပြီးတော့အမေရိကရဲ့အိမ်တွင်ပိုင်တွင်အဲဒီက middle east မှာရှိနေတဲ့အမေရိကရဲ့အရက်ဖက်ပေါ်တော့ပိုင်ဆိုင်ထားအဆောက်အုံတွေတိုက်ခန်းတွေပေါ့ကွာအိမ်တွေအကုန်လုံးဖျက်ဆီးမယ်ပြမထားပဲဆိုမှအခုအီရန်ဖက်ကလည်းတုံ့ပြန်ခြင်းတွေလုပ်မယ်ဆိုမှအချိန်ညာလာခဲ့တယ်ဒါကတော့သူတို့ကပါလဲဆိုတော့ဒီစစ်ပွဲကကျွန်တော်တို့အတွက်အမှန်တကယ်စတင်ပြီဆိုမှအီရန်ရဲ့ထောက်ဆောင်ဖက်ကတော့ social media ပေါ်မှာစတင်လာရေးလာကြတယ် ပထမနောက်ပိုင်းမှာတော့အဲဒီလိုမျိုးပေါ့နော်အော်ပြစ်တော့မလူလူမပြစ်တော့မလူလူပေါ့နှစ်ပတ်အချိန်ပေးမယ်ဘာညာဒါတို့ရှိခဲ့တယ်ပေါ့ကွာအခုကတော့လုံးဝအီရန်ဖက်ကလည်းပြောတော့မချတော့ဘူးစမပြောခဲ့လာခဲ့တယ်ပြီးတော့နောက်တစ်ခုပါလဲဆိုတော့အာလီခမာနီပေါ့အဲဒီအာလီခမာနီခေါင်းဆောင်ကြီးကဘလူဖြစ်ခဲ့တယ်ဆိုတော့ဒီပုံသူပုံနေတဲ့နေရာကိုပေါ့နော်သူပုံနေတဲ့နေရာကိုအစ္စရေလကတော့တည်တယ်ပေါ့ထရမ့်ကလည်းတည်တယ်ပေါ့ဆိုတော့အဲ့ဒီပုံနေတဲ့နေရာကိုကျွန်တော်တို့က လူအပ်လို့ဆိုတော့တော်ပြီးမှဘုံချေလို့ရတယ်သူကလည်းတတ်လို့ရတယ်ဆိုမှပြောထားတာရှိတယ်ပေါ့စုအခုကဘာလဲဆိုတော့အဲ့ဒီအာလီခမာနီကသူတကယ်လို့များအသက်ခံပါကပေါ့နော်ဆိုတော့သူရဲ့နေရကိုဆက်ခံမဲ့သူအဖြစ်ပေါ့နော်အကြီးတန်းဘာသာရေးခေါင်းဆောင်၃ဦးကိုသူကဂျူဒင်ပီအစုပြုရွေးချယ်ခဲ့တယ်လို့ပြောပြောခဲ့ကြတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအာလီခမာနီကိုဣသရေလတွေကတပ်ဖြတ်ဖို့လို့ကြံတပ်ဖြတ်ဖို့သူတို့ရဲ့ ်ဇယင်းထဲမှာပိမှတ်ထဲမှာပါနေတယ်အဲ့ဒါကြောင့်အာလီခမာနီကကိုရိုင်ကလည်းအခုဘင်္ဂါထဲမှာပုံနေတယ်ပေါ့နော်အာလီအာလီခမာနီကလက်ရှိမှာဘင်္ဂါထဲမှာပုံနေတယ်လို့သူတို့ပြောကြတယ်ဆိုတော့သူကတကယ်လို့များပေါ့နော်သူသာအသက်တကယ်ပဲတက်ခံမယ်ဆိုရင်တကယ်သာသူပဲတင်းမယ်ဆိုရင်ပေါ့နော်အသူမတည်ခင်မှာပေါ့သူကိုဆက်ခံမဲ့သူဘာသာရေးခေါင်းဆောင်တွေကိုဂျူဒင်ဘီ၃ဦးကိုရွေးချယ်ထားခဲ့လို့ပြောကြတယ် ဆိုတော့အာလီခမာနီကတော့နိပောင်30ကြာအုပ်ချုပ်ခဲ့တယ်ပေါ့နော်အီရန်ကိုဆိုတော့အခုလက်ရှိချိန်တွေကသူ့အတွက်လောဝအန်ဒရီအရှိဆုံးအခိုင်အတိုက်ပဲရင်ဆိုင်နေရတယ်ပေါ့ဆိုတော့အခုလောလောဆယ်ကတော့အဲ့ဒီအာဆူပရီမလီဒါဂျီကဘန်ကာတခုအောင်မှာဘုံအောင်နေဆူမပြောနေကြတယ်အဲ့ဆိုတော့သူနောက်ထပ်တစ်ခါပေါ့နော်အဲသူသာတည်အောင်မယ်ဆိုတော့အသက်မရှိတော့ဘူးဆိုတော့အသက်ခံမယ်ဆိုတော့ ဒီခေါင်းဆောင်တစ်တွင်ကိုဘသူကရွေးပါလဲဘာဘသူကတင်ပြောက်ပါလဲသူမသိခင်ကလေးကလည်း तू ရွေးချစ်ရွေးထားပြီးသားရှိနေတယ်အဲ့ဒီအာလီခမာနီရဲ့ဖိတ်တန်းစစ်အရာရှိပေါ့တော်တော်များများကအသက်ခံပြီးသားဖြစ်နေတယ်ကွက်ကင်းမှုပေါ့နော်တစ်စစ်ပြီးတစ်စစ်နော်ဂျုံခံရေးဂျုံခဲရတယ်ပေါ့ကွာဆိုတော့သူတို့ကိုအစားထုမဲ့လူဆိုတာကလည်းရှားလာတယ်ပေါ့အမှန်စင်တော့အာလီခမာနီရဲ့လက်အောက်မှာ ဒီအရာရှိတွေပေါ့နော်အရာရှိတွေကိုတကယ်အရေးပါတဲ့အရာရှိငါးစီကြော်ကြော်လောက်အစ္စရေလကတက်ခဲလို့ပြောကြတယ်သူရဲ့သူရဲ့ scientist 14ယောက်လောက်တက်ခဲလို့ပြောကြတယ်ပေါ့ဆိုတော့ तू အဲ့အကြောင်းပေါ့နော်တယောက်နဲ့တယောက်အစားထူးမယ်ဆိုရင်လေအစားထူးမဲ့လူတိုင်းကလည်းတက်ခံခဲ့ရတယ်ကွာဘိုမင်းတနစ်ကလည်းနောက်ထပ်အတိအတိလေးတွေကိုအစ္စရေလကတက်ပြန်တယ်ဆိုအခု အာလီခမာနီကလည်းသူကူတူဘေချင်းအသက်ဆုံးပါလေဘေချင်းအသက်ခံပါလေဆိုတော့ အန်ဒရီနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကြီးဖြစ်လာတယ်။အဲ့ဒါကြောင့်လေသူကပေါ့နော်သူမတည်ခင်မှာတကယ်လို့မြတ်သူတည်မယ်ဆိုမို့သူ့ကိုစက်ခါမဲ့သူတုံးရောက်ရွေးပြီးသားဆိုမှပြောလာပြောလာခဲ့။ဒါဆိုတော့ရုရှားနဲ့တရုတ်ကဘာကြောင့်အီရန်ကိုနောက်ပြခံတာလဲဆွပစ်သွားတာလဲဆိုတော့ကြီးကြီးအောင်တစ်ချက်လောက်ကျွန်တော် sharing လုပ်မယ်ပေါ့ကျွန်တော်တို့ရဲ့ video လေးတွေကိုတပိုးချရဲဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်ပေါ့နော်ဆိုတော့ဒီတစ်ခါက ဘာကြောင့်လူတွေကထင်နေကြတယ်ပေါ့နော်ရုရှားကပါပြီးမှတရုတ်ကိုချမယ်ပေါ့တရုတ်ကလည်းပါပြီးမှဒီအာတရုတ်ရုရှားလည်းပါပြီးမှ US ကိုချနိုင်ချေရှိတယ်ပေါ့တရုတ်ကလည်းပါပြီးမှ US ကိုချနိုင်ချေရှိတယ်ဆိုမှအမျိုးမျိုးသုံးသပ်ကြတယ်ပေါ့နော်အခုလက်ရှိချိန်မှာတော့ရုရှားကဘာမှမလုပ်တာသူတို့တော့တွေ့တယ်ပြီးတော့တရုတ်အချိန်တွေကလည်းဘာမှမလုပ်တော့ကျွန်တော်တို့တော့တွေ့ခဲ့တယ်ရုရှားဆိုရင်တော့ကွာလုံခဲ့တဲ့ သုံးရက်လေးရက်ကပြိုပြီးသားအီရန်နဲ့ရုရှားနှစ်နိုင်ငံကြားရဲ့သဘောတူစာချုပ်ထဲမှာရုရှားကအီရန်ကိုတွားပြီးမှကာကွယ်ပေးမယ်ဆိုတဲ့စာချုပ်ပါတစ်ခုမှမပါဘူးလို့သူကရုရှားကတမရပူတင်ကပြောနေတယ်ပြီးတော့အီရန်ဘက်ကလည်းရုရှားကိုအဲ့လိုမျိုးအခုကြီးမတောင်းဘူးဆိုတော့ကျွန်တော်တို့ဘက်ကတွားပြီးမှတိုက်ပစ်လို့မရဘူးဆိုတော့ပြောနေတယ်ပေါ့ဆိုတော့လက်ရှိအခြေအနေမှာဘာလို့ဖြစ်ခဲ့လဲဆိုတော့ကျွန်တော်ဗီဒီယို sharing လုပ်ပြီးမှပြောပြမှာပေါ့နော်တစ်ချက်လောက်ကျွန်တော် live လို့ရင်းတဲ့ ရုပ်တရက်ကြီးကျွန်တော်ရဲ့ live ကိုခဏခဏပြက်လက်ရှိတယ်။အဲ့ဒါကကျွန်တော်ရဲ့အာကွန်ပျူတာတို့နော်ကျွန်တော်ရဲ့ line နဲ့ပတ်သက်ပြီးမှဖြစ်ပြနေတဲ့ပြဿနာဖြစ်နေဆိုတော့နားလေပြေချနားလေပြေချပါလို့တောင်းဆိုချင်တယ်နော်။ကြည်ရဆွနော်ဒီမှာတစ်ချက်လောက်ကြည့်ရအောင်။ဘာဖြစ်လို့လဲဆိုတော့ channel ပြတ်သွားမှကြောက်နေတော့ပေါ့နော်။ရုရှားနဲ့ China ကအီရန်ကိုတကယ်ပဲနောက်ပြတ်သွားခဲ့တာလား။တကယ်ပဲဒီတိုင်းနော်။အယူတယောက်လို့ဟိုကနမော အယူတယောက်လိုမေ့သွားတာလားပေါ့ကွာကြည့်ကြည့်အောင် Both uh, Vladimir Putin and Xi Jinping the leader of those two countries have made pledges to the Iranian regime they said we're lifelong friends we have deep security relationship အဲသူပေါ့နော်ရုရှားနဲ့ဇလန်ရုရှားနဲ့တရုတ်ကြီးကတော့ Iran ကိုလုံးဝကျွန်တော်တို့ကရတပ်ပိုင်မိတ်ဆွေတွေပါနော်လုံးချုံရေးပဲဖြစ်ဖြစ်လုံးဝကမ္ဘာ့နေနေတဲ့မဟာမိတ်တွေပါဆိုမှချိန်ရခဲ့တယ်ကွာဂရိကဝက်လက်ပေးခဲ့ဖို့တယ်ကွာဒါမဲ့လက်ရှိအခြေအနေမှာ ရုရှားတို့တရုတ်တို့ကဘာမှကိုမလုပ်တာပေါ့လို့ပြီးတော့လုတ်ရင်းပါလေမဟုတ်ဘူးဟောတခြားဒီဒီဒီခါတော့တခြားလောက်ဆိုတော့ okay and of course to date while Iran's regime is threatened they've done almost nothing to support them uh, not surprising so, they, they have done almost nothing ပေါ့နော်ရုရှားတရုတ်ကဒီရိုင်းကူကူညဖူရတဲ့ဘာတခုကမှမလုပ်မလုပ်မလုပ်ပေးဘူးကွာ the loser and uh, now can see that I've seen this reports that they're they're moving cargo of some sort into Iran. I don't don't know if that's true or exactly what it might be. But if the Chinese or the Russians were serious, they would have they would have put their troops there. They would have done. The... Well, no, to go beyond that, any deal cargo, but no, Iran now my tar lo beyond it, The cargo the yo ji ga, Iran go to ma no, the secretly, but no, kungi pe ma la, the mi mi lo beyond it, jar. Now me Trump got a beyond cargo got a တရုတ်ရဲ့ပြည်သူလူထု KC ဖူရအတွက်လို့တာပဲဖြစ်ဖြစ်စမထောက်ကတော့ပြောနေတယ်ပေါ့ဒါပေမဲ့တဲ့ရုရှားနဲ့တရုတ်ကြီးကအဒီကိစ္စမှာတကယ်ပဲ serious လို့နေမယ်တကယ်ပဲသူတို့ကအတီလို့မယ်ပေါ့တကယ်ပဲသူတို့ကကုငီချင်တယ်ဆိုတော့အခုလောက်ဆိုတော့တရုတ်တပ်သားတွေရုရှားတပ်သားတွေအီရန်နာမောင်ပပလေလို့နေကြတော့ပြီပေါ့နော်အခုကသူတို့ကမတိတလူဟန်ဆောင်နေခဲ့ကြတယ်ပေါ့ what they could with their defense systems, they would have created trouble somewhere else. and uh, so they uh, uh, instead, they've abandoned their erstwhile ally, the regime in Iran. Uh, they, they are clearly net losers from what Israel has done so far, and completing this task.